မင်္ဂလာပါလေပြင်းရုပ်တံရဲ့ဒီဇင်ဘာလ12ရက်နေ့မနက်ခင်းသတင်းတွေကိုတရားထုတ်လင်းတင်ဆက်ပေးပါတော့မယ်အခုတင်ဆက်ပေးမယ့်သတင်းတွေကတော့တတိယအကြိမ်မြန်မာရုရှားဟူရဲအကြမ်းဖက်တိုက်ဖျက်ရေးကောမဒီအစည်းအဝေးသဘောတူညီချက်များကိုအတည်ပြုလက်မှတ်ရေးထိုးဆိုတဲ့သတင်းမန္တလေးမြို့၌လူမှုကွန်ရက်စာမျက်နှာမှာတရားမဝင်၃လုံးထီကဏ္ဍအားပေါက်မွဲအဖြစ်သတ်မှတ်၍မော်တော်ယာဉ်အားပြတာကကန်ဆန်းမဲ့လက်မှတ်များတရားမဝင်ရောက်ချနေသူအမျိုးသားတအုပ်ကိုဖမ်းဆီးဆိုတဲ့သတင်းထိုင်းနိုင်ငံက တပတ်အတွင်းမြန်မာနိုင်ငံသား180ကျော်ကိုကော့တောင်းမြို့သို့ပြန်ပို့ဆိုရတဲ့ UNESCO ရဲ့ဒွတ်မဲ့ယဉ်ကျေးမှုအမွေနဲ့စရင်းမှာအိန္ဒိယရဲ့ဒေဝါလီပွဲတော်ပါဝင်လာဆိုရတဲ့ပရီးမီးယားလိပွဲစဉ်15ရက်အကောင်းဆုံးကစားသမားအဖြစ်ဘရူနိုဖာနန်ဒက်ရွေးချယ်ခံရဆိုရတဲ့အဆရှိတဲ့သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဥဆုံးသတင်းတစ်ပုဒ်အနေနဲ့တတိယအကြိမ်မြန်မာရုရှားပူရဲအကြမ်းဖက်မှုတိုက်ဖြတ်ရေးကော်မတီအစည်းအဝေးသဘောတူညီချက်များကိုအတူပြုလက်မှတ်ရေးထိုးဆွဲတဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ တတိယအကြိမ်မြန်မာရုရှားပူရဲအကြမ်းဖက်မှုတိုက်ဖျက်ရေးကော်မတီအစည်းအဝေးဒုတိယနေ့ကိုဒီဇင်ဘာလ10ရက်နံနက်ပိုင်းကနေပြည်တော်မှာရှိတဲ့ Jasmine Hotel မှာဆက်လက်ကျင်းပခဲ့ပြီးအစည်းအဝေးသဘောတူညီချက်တွေကိုအတည်ပြုလက်မှတ်ရေးထိုးခဲ့တယ်လို့သိရပါတယ်အစည်းအဝေးကိုကောင်ွယ်ဦးစည်းချုပ်ယုံကြည်ကဒုတိယဗိုလ်ချုပ်ကြီးတန်းထိုင်တဲ့ကော်မတီဝင်တက်မတော်အရာရှိကြီးတွေရုရှားဖက်ဒရေးရှင်းနိုင်ငံကရုရှားတက်မတော်ကြီးတက်ဖွဲ့ရဲ့ငြိမ်းချမ်းရေးထိန်းသိမ်းမှုစရာဒုတိယကြီးတက်ဦးစည်းချုပ်နဲ့ ကော်မတီဝင်ရုရှားတမတော်ကအရာရှိကြီးတွေတက်ရောက်ခဲ့တယ်လို့သိရပါတယ်။အစည်းအဝေးမှာမြန်မာရုရှားအကြမ်းဖက်မှုတိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်တွေနဲ့ပတ်သက်ပြီးနှစ်ဖက်နိုင်ငံကကော်မတီဝင်တွေကအမြင့်ချင်းဖလှယ်ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။အဲ့နောက်မြန်မာရုရှားပို့တဲ့အကြမ်းဖက်မှုတိုက်ဖြည့်ရေးကော်မတီပို့တဲ့ဥက္ကဋ္ဌတွေကဆွေးနွေးချက်တွေအပေါ်ပြန်လည်သုံးသပ်ဆွေးနွေးပေးခဲ့ပြီးနေကုန်းချုပ်အမှာစကားတွေအသေးသေးပြောကြားကကော်မတီပို့တဲ့ဥက္ကဋ္ဌတွေဖြစ်တဲ့ကာကွယ်ဦးစီးချုပ်ယုံကြည်ကဒုတိယဗိုလ်ချုပ်ကြီးတန်ထိုင်နဲ့ ရုရှားတပ်မတော်ကြီးတပ်ဖွဲ့ရဲ့ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာဒုတိယကြီးတပ်ဦးစီးချုပ်တို့ဟာအစည်းအဝေးသဘောတူညီချက်တွေကိုအတည်ပြုလက်မှတ်ရေးထိုးကြပြီးအထိမ်းမှတ်လက်ဆောင်ပစ္စည်းတွေအပြန်အလှန်လဲလှယ်ခဲ့တယ်လို့သိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မန္တလေးမြို့မှာလူမှုကွန်ရက်ဆာမျက်နှာမှာတရားမဝင်၃လုံးထိကနန်းအားပေါက်မဲဖြစ်တက်မှတ်၍မော်တော်ယာဉ်အားပြတ်တကာကန်ဆယ်မဲ့လက်မှတ်များတရားမဝင်ရောင်းချနေသူအမျိုးသားကိုဖမ်းဆီးဆွဲတဲ့တွင်ကိုတင်ဆက်ပေးပါမယ်။မန္တလေးမြို့မှာလူမှုကွန်ရက်ဆာမျက်နှာမှာ တရားမဝင်၃လုံးထီကနန်းကိုပေါင်ပွဲအဖြစ်သတ်မှတ်ပြီးမော်တော်ယာဉ်ကို ပြသကာကန်စမ်းမဲ့လက်မှတ်တွေတရားမဝင်ရောင်းချနေသူမျိုးသားကိုဖမ်းဆီးရေးယူထားတယ်လို့သိရပါတယ်တဇမရှိရဲ့မနက်9:55မိနစ်ခန့်မှာလူမှုကွန်ရက်စာမျက်နှာရွှေဖုံး Automobile Channel 2အမည်နဲ့ဖွင့်လှစ်ထားတဲ့ Facebook page မှာတဇမ16ရက်မှာဖွင့်လှစ်မဲ့၃လုံးထီကနန်းကိုပေါင်မဲ့အဖြစ်သတ်မှတ်ပြီး Ford Double Cab အနက်ရောင်မော်တော်ယာဉ်ကိုကန်စမ်းမဲ့လက်မှတ်တစ်စောင်ကို3,9500ကျပ်နဲ့၎င်း Toyota Wish အဖြူရောက်မော်တော်ယာဉ်ကိုကန်ဆယ်မဲ့လက်မှတ်တစ်စောင်ကိုငွေကျပ်2,305,000နှုန်းနဲ့၎င်းကန်ဆယ်နိုင်ကြောင်းအမျိုးသားတအုပ်က live link ပြီးကြော်ညာပြီးကန်ဆယ်မဲ့လက်မှတ်တွေကို KBZ ပေးနဲ့ငွေလွှဲပေးဖို့ဝယ်ယူကန်ဆယ်နိုင်ကြောင်းဖော်ပြထားတာကိုတွေ့ရတဲ့အတွက်ပူပေါင်းအဖွဲ့ကစုံစမ်းရှောင်ဖွေခဲ့တယ်လို့သိရပါတယ်။ဒီလိုစုံစမ်းရာမန္တလေးတိုင်းဒေသကြီးချမ်းမြသာစီမြို့နယ်28လမ်းနဲ့66လမ်းတောင်မှာရွှေဖုံ Automobile Channel 2 Facebook Page ပိုင်ရှင်ဖြစ်သူ ချင်းသာဆန်းမျိုးနဲ့စေတရမဟီရက်ကွက်သီရိမင်္ဂလာအင်ယာတိုက်အီအခန်းရှင်နေ36နှစ်အရွယ်နေမျိုးထက်ကို Force Ranger အနက်ရောင်မော်တော်ယာဉ်တစ်စီးနဲ့အတူတွေ့ရတဲ့အတွက်စစ်ဆေးခဲ့တယ်လို့သိရပါဗျ။စစ်ဆေးရမှာအဆိုပါမော်တော်ယာဉ်ဟာရွှေဘုံ အော်တိုမိုဘိုင်း channel တူ Facebook page မှာကြေညာထားတဲ့တရားမဝင်ကန်စမဲဖွင့်လျာမှာလောင်ကစားပစ္စည်းအဖြစ်အသုံးပြုမဲ့မော်တော်ယာဉ်ဖြစ်ကြောင်းသိရတဲ့အတွက်၎င်းနေထိုင်တဲ့တိုက်ခန်းကိုတွားရောက်စစ်ဆေးခဲ့ရာအောက်ထပ်ကားပါကင်းကနေတရားမဝင်ကန်စမဲဖွင့်လျာမှာအသုံးပြုဖို့ကြေညာထားတဲ့ Toyota Wish အဖြူရောင်မော်တော်ယာဉ်တစ်စင်းတိုက်ခန်းအတွင်းကနေ laptop တစ်လုံးနဲ့သုံးလုံးကနန်းတွေရင်းမှတ်ထားတဲ့စာအုပ်ငါးအုပ်တို့ကိုထပ်မံသိမ်းဆည်းရမိခဲ့တယ်လို့သိရပါဗျ။ဖြစ်စဉ်နဲ့ပတ်သက်ပြီးဖန်စီရမိသူနေမျိုးထက်ကိုချမ်းမြသာစီမျိုးနဲ့အမှတ်၃နေမြေရဲစခန်းမှာပ နေရတော်မြင့်ဆောင်2025လောင်ကစားဥပဒေပုံမှ18ကာကြီးနဲ့အမှုဖွင့်အရေးယူထားတယ်လို့မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံကသိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ထိုင်းနိုင်ငံကတပတ်အတွင်းမြန်မာနိုင်ငံသား180ကျော်ကိုကော့တောင်းမြို့သို့ပြန်ပို့ဆွဲတဲ့ကိုတင်ဆက်ပေးပါမယ်။ထိုင်းနိုင်ငံကတပတ်အတွင်းမြန်မာနိုင်ငံသား180ကျော်ကိုကော့တောင်းမြို့ကိုပြန်ပို့ခဲ့ရလို့သိရပါတယ်။ထိုင်းနိုင်ငံရန်နောင်းခရိုင်ရန်နောင်းမြို့လူဝင်မှုကြီးကြပ်ရေးရဲစခန်းအချုပ်ထောင်မှာထိမ့်သိမ်းထားရှိတဲ့ မြန်မာနိုင်ငံသား86ဦးကိုဒဇမ10ရင်းနေကမြန်မာနိုင်ငံကော့တောင်းမြို့ကိုပြန်လည်ပို့ဆောင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဒဇမ3ရင်းနေကလည်းမြန်မာနိုင်ငံသား105ဦးကိုပြန်ပို့ခဲ့ရာတပတ်အတွင်း182ဦးကိုပြန်ပို့ခဲ့တာဖြစ်တယ်လို့သိတီစဲဥပဒေတီစဲဥပဒေတွေကိုဖောက်ဖျက်ကျူးလွန်ပြီးပြစ်ဒဏ်ကြားခံပြီးသူတွေဖြစ်ပြီးအမျိုးသား58ဦးအမျိုးသမီး19ဦးစုစုပေါင်း86ဦးတို့ကိုရန်နောင်းမြို့အခြေစိုက်အလို့သမားတန်အရာရှိထံလာရောက်လွှဲပြောင်းပေးခဲ့တယ်လို့သိရပါတယ်။ ပြန်လည်ရောက်ရှိလာတဲ့မြန်မာနိုင်ငံသားတွေကိုတောင်ဝင်ရှိသူတွေကကြိုဆိုပြီးကျန်းမာရေးစစ်ဆေးတာ၊ကိုယ်ရေးအချက်အလက်တွေစစ်ဆေးတာတွေပြုလုပ်ပြီးနေရက်ပြန်နိုင်ဖို့စီစဉ်ပေးခဲ့တယ်လို့သိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ UNESCO ရဲ့ drama ရင်ကျင်းမှုအမွေနဲ့စီးရင်မှာအိန္ဒိယရဲ့ဒီဝါလီပွဲတော်ပါဝင်လာဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကုလသမဂ္ဂရဲ့ပညာရေးသိပ္ပံနဲ့ရင်ကျင်းမှုအေဂျင်စီဖြစ်တဲ့ UNESCO က အိန္ဒိယရဲ့ဒီဝါလီပွဲတော်ကို UNESCO ရဲ့ဒွတ်မဲ့ယဉ်ကျေးမှုအမွေနဲ့စီးရင်မှာထည့်သွင်းကြောင်းဒီဇင်ဘာလ10ရက်ကကြေညာခဲ့ပါတယ်။ UNESCO ရဲ့ကြေညာချက်ထွက်ပေါ်ခဲ့ပြီးတဲ့နောက်အိန္ဒိယဝန်ကြီးချုပ်နရန်ဒရာမိုဒီကအိန္ဒိယနဲ့တကမ္ဘာလုံးမှာရှိတဲ့သူတွေဟာပျော်ရွှင်ကြည်နူးခဲ့ကြပါတယ်လို့ Ace လိုမီဒီယာမှာရေးသားခဲ့ပါတယ်။ ဒေဝလီပွဲတော်ဟာမိမိတို့ယဉ်ကျေးမှုလူအဖွဲ့အစည်းရဲ့စိတ်ဝိညာဉ်ဖြစ်ပြီးအခုကြေညာချက်ဟာဒေဝလီကြော်ကြားမှုကိုပုံပုံမြင့်တက်စေလိမ့်မယ်လို့မိုဒီကပြောပါရယ်ဒီပါဝလီလို့လည်းလူသိများတဲ့ဒေဝလီပွဲတော်ဟာဟိန္ဒူဘာသာရဲ့အရေးအကြီးဆုံးနဲ့လူအများအပြားစောင့်ကြည့်ခံရဆုံးပွဲတော်တွေကတစ်ခုဖြစ်ပါရယ်စစ်နဲ့ဂျိန်းဘာသာဝင်တွေအပါအဝင်တန်းနဲ့ချီတဲ့ဟိန္ဒူဘာသာဝင်တွေဟာငါးရက်ကြာကျင်းပတဲ့ဒေဝလီမိထုံးပွဲတော်ကိုပအဝင်ဆင်နွှဲလေရှိပါရယ်ဒေဝလီပွဲတော်ဟာနှစ်စဉ်နှစ်တိုင်း အော်တိုဘာလဒါမှမဟုတ်နိုဝင်ဘာလရဲ့လပြင်းနေတွေမှာကြာရောက်လေးရှိပြီးအခုနှစ်ဒေဝါလီပွဲတော်ဟာအော်တိုဘာ20ရက်ကကြာရောက်ခဲ့တာပါဒေဝါလီပွဲတော်ဟာ UNESCO ရဲ့ဒရမဲ့ယဉ်ကျေးမှုအမွေနဲ့စီရင်မှာပါဝင်လာတဲ့အိန္ဒိယရဲ့16ခုမြောက်ယဉ်ကျေးမှုထုံးတန်းစင်လာတစ်ခုဖြစ်လာခဲ့ပါတယ်အဖြစ်ဘရူနိုဖာနန်ဒက်ရွေးချယ်ခံရဆိုတဲ့တင်ကိုတင်ဆက်ပေးပါမယ်မန်ယူတင်းကောင်းဆောင်ကွန်းလက်ကစားသမားဘရူနိုဖာနန်ဒက်စာပြည်မြလေးပွဲစဉ်15ရက်အကောင်းဆုံးကစားသမားအဖြစ်ရွေးချယ်ခံခဲ့ရကြောင်းသိရပါတယ် ပရီးမီးယားလိပွဲ50ရာခိုင်နှုန်းရရှိခဲ့ပါတယ်။ဒုတိယအများဆုံးရရှိခဲ့သူကမန်စီးတီးတိုက်စစ်ကစားသမား6ကီဖြစ်ပြီး14ရာခိုင်နှုန်းရရှိခဲ့တာပါ။ဘရူနိုဖာနန်ဒက်စ်ဟာအခုစုကိုဒုတိယအကြိမ်ရရှိခဲ့တာဖြစ်ပြီးဆက်စီးကွင်းလယ်ကစားသမားကိုင်စီတို့လည်း2အကြိမ်ရရှိထားတယ်လို့သိရပါတယ်။11ရုပ်တံရဲ့ဒီဇင်ဘာလ12ရက်ရက်မနက်ခင်းသတင်းတွေကိုတိုက်ရိုက်ထုတ်လွှင့်တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ကြည့်ရှုနားဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။